ဒီလိုအချက်တွေကြောင့် တဲစုငိမ့်ထံရန်ကင်းမြင့်နဲ့အလှမဲ့ဖြစ်လာခဲ့သူနာနာမစ်ကရန်အင်တာနက်ရှင်နယ်ပြိုင်ပွဲကိုမြန်မာလှမဲ့တွေတွားရောက်ရှင်ပြိုင်ကြတာဆယ်နှစ်နှစ်ကြာရှိနေပြီဖြစ်ပေမဲ့ top 20ကိုတောင်မဝင်ခဲ့ပါဘူး2025ခုနှစ်မှာတော့ဆီယာအန်ဒူအန်လွင်ရင်တပည့်တယောက်ဖြစ်တဲ့နာနာကမစ်အင်တာနက်ရှင်နယ်မှာ top 10ဆီယင်းရဲ့ကိုဝင်ရောက်သွားခဲ့ပါတယ်နာနာလို့ခေါ်တဲ့နန်းအင်စလီကချင်းလာဟုတိုင်းရင်းသူလေးဖြစ်ပြီး bit 5ပြိုင်ပွဲမှာပါဝင်တဲ့ဒီပွဲမှာ top 10ရဲ့ကိုဝင်သွားတာပါဒီပွဲမှာပဲနာနာကမစ် People Choice Award ကိုလည်းရရှိခဲ့ပါသေးတယ်။ Miss International ပွဲလို့မြန်မာနယ်ပွဲမှာ top 10ဝင်သွားခဲ့တာကြောင့်နာနာကမြန်မာနိုင်ငံရဲ့ ranking မြင့်တဲ့အလမဲ့ဖြစ်လာခဲ့ပြီးတဲဆူညင်ကိုပါကြောတက်သွားခဲ့ပါတယ်။ တဲစုငင်က Miss Grand International ပြိုင်ပွဲမှာ second runner up ဆုကိုရခဲ့တာကြောင့်မြန်မာရဲ့အဆုဖြစ်ပေမဲ့လည်းတရက်ဖူကိုပြန်ခဲ့ပါတယ်။ MTI ဘက်ကလည်းတရက်ဖူကိုပြန်သိမ်းကြောင်းပြောခဲ့တာကြောင့်တဲစုငင်က Miss Grand Myanmar 2024ရဲ့ winner title ပဲရသွားခဲ့တာပါ။တဲစုငင်သာတရက်ဖူကိုပြန်မအပ်ခဲ့ဘူးဆိုရင်တော့ ranking မြင့်တဲ့အလမဲ့ဖြစ်ရည်တည်နိုင်မှာဖြစ်ပေမယ့် တရဖူကိုပြန်လိုက်တာကြောင့်ပြည်တွင်းတိုက်တဘောရှိပါတော့တယ်။နာနာက B5 ပြိုင်ပွဲကြီးမှာပါဝင်တဲ့ Miss International မှာ Top 10ဝင်သွားခဲ့တာကြောင့် ranking မြင့်တဲ့အလမဲ့ဖြစ်သွားခဲ့ပါပြီ။တဲစုငိန်ကမြန်မာနိုင်ငံရဲ့ ranking အမြင့်ဆုံးအလမဲ့ဖြစ်ဖို့ဆိုရင်တော့နိုင်ငံသားမှကျင်းပတဲ့ပြိုင်ပွဲတစ်ခုခုမှာဝင်းနာစုကိုရှာလာမှာပဲဖြစ်နိုင်တော့မှာပါ။နာနာပြိုင်နေစဉ်တလျှောက်မှာပရိသတ်တွေရဲ့အားပေးမှုကိုတဲစုငိန်လောက်မရပါဘဲဆွဲမလျှော့ပဲစူးစမ်းခဲ့ပါတယ်။ ဒီပြိုင်ပွဲကငွေပေးပြီးတော့စုရနိုင်တာမဟုတ်ပင်အမှန်တကယ်အရေးချင်းရှိမှပဲရွေးချယ်တဲ့ပမ်းမလိုက်ပြိုင်ပွဲဖြစ်ပါတယ်။နာနာက Miss Universe မြန်မာ2025မှာလည်း first runner up ဆုကြီးကိုရရှိထားပါသေးတယ်။မြန်မာအလှအမေရိကဆရာထူးရဲ့လက်နဲ့ထီးရင်တော့တောက်ပလာတတာကြောင့်သူရဲ့ပြိုင်ပွဲတွေကိုလည်းစိတ်ဝင်စားလာကြပြီးနိုင်ငံသားမှာတွားပြိုင်နေဒီလိုပွဲမှာဆူရခဲ့တာဟာနာနာရဲ့စူးစမ်းမှုကြောင့်လည်းပါဝင်သလို National Writer ရဲ့ပံပိုးမှုအကောင့်နာကြောင့်လည်းပါဝင်ပါတယ်။နာနာကနိုင်ငံသားမှာအလုပ်လုပ်လာခဲ့သူဖြစ်ပြီးနိုင်ငံတကာကအလှအမေပြိုင်ပွဲတွေကိုလည်းလည်လာထားပါတယ်။ Miss Universe မြန်မာမှာဝင်းနာဖြစ်ခွင့်မရပေမဲ့နိုင်ငံသားမှာတောင်းရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ top 10ကိုဝင်သွားခဲ့တာကတကယ်တော်တာကြောင့်ဖြစ်ပါတယ်။ Miss International ကိုသွားပြိုင်တဲ့အလှမတွေက top 10တွေကိုတခါမှမရောက်ဘူးတာကြောင့်ဒီပြိုင်ပွဲကမြန်မာရီနဲ့ကမ္မဆက်ဘူးလို့ထင်ရပေမဲ့ဒီအစွဲကိုတော့နာနာကပဲခြေဖြတ်လိုက်ပြီးဖြစ်ပါတယ်။ Miss International မှာ top 10ဝင်သွားတဲ့နာနာအတွက်ဂုဏ်ပြုစကားတွေကို comment မှာရှင်းသွားပေးခဲ့ပါဦးနော်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။